ျွန်တော်တို့ကတော့ဆုံးရှုံးမှုတွေကိုပြန်လူချင်းတို့တိုက်ပွဲဝင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဆုံးရှုံးတော့တဲ့ဟာကိုပြန်ရဖို့ဆိုရင်တော့တိုက်အောင်တိုက်ရမှာပဲ။ 16ရောက်တနက်ကလန်းနဲ့စတင်ခဲ့တဲ့ရခိုင်တပ်တော်ဟာ16မိနစ်ကြာတဲ့အခါမှာအင်အားသုံးခန်းန်းထိရှိလာပြီးတော့ရခိုင်ပြည်နယ်ရဲ့90ရာနှုန်းကိုသိမ်းပိုက်ထိန်းချုပ်ခန်းထိုင်ခဲ့ပြီးပဲဖြစ်ပါတယ်။ဒီလိုအောင်မြင်မှုတွေရဖို့အတွက်လည်း EEA စီဦးစီးချုပ်ဘွတ်ချုပ်ထွန်းမြတ်နိုင်ဟာသူ့ရဲ့မိန်းမသားနဲ့သမီးညီအကိုမောင်နှမဆွေမျိုးတွေရဲ့ဘဝနဲ့ရင်းပြီးကြိုးစားလာခဲ့ရတာပါ ဘူချူထွန်းမြင့်နိုင်ဟာတချိန်လုံးကတော့ပါမန်ကြောင်းသားလူမဲလေးတူပါပဲ1988ခုနှစ်နိုမာလာခုနှစ်ရဲ့နေမှာအဖဦးရွှေမြအောင်နဲ့အမိဒေါ်မြာတန်တို့ကနေရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့ပါတယ်။မွေးချင်းခုနှစ်ယောက်နဲ့ဒုတိယမြောက်သားအကြီးပါအထက်တန်းကိုစစ်တွေမြို့အထက်ကနှစ်မှာတက်ရောက်အောင်မြင်ခဲ့ပြီးနောက်စစ်တီတက္ကသိုလ်မှာဥပဒေမီကြောင့်လေ့လာခဲ့ပါတယ်။ဝေးရပြီးနောက်ပိုင်းမှာလည်းအချိန်ပိုင်းအင်္ဂလိပ်စာဆရာအဖြစ်၎င်း Tourist Guide အဖြစ်၎င်းအလုံးလုံးကန်အသက်မွေးခဲ့ပါတယ်။ British Council ကနေပြီးတော့ ော့ပညာသင်စုကိုလည်းရရှိခဲ့ပူပါတယ်။တကယ်တော့ဘွဂျူထွန်းမြင့်နိုင်ဟာ ULEE အဖွဲ့ကိုစတင်မထူထောင်ခဲ့ကြတဲ့က1988ကာလတွေမှာဘွဂျူခံရတာဟာလေလူတူလက်နက်အင်အားစုဆောင်းပြီးတော့ရခိုင်ပြော်လိုင်းကိုစတင်ဖို့အတွက်မာနေဘရော့မှာအာယူနေခဲ့တာပါ။ 1990တဲ့အရောက်မှာတော့ NUPAA အဖွဲ့ကိုပုံကျုပ်ခံရတာဦးစီးပြီးတော့စတင်ထူထောင်နိုင်ခဲ့ပါတယ်1998ခုနှစ်ပုံကျုပ်ထွန်းမြင့်တဲ့အသက်20တက္ကသိုလ်ကျောင်းသားဘဝမှာပုံကျုပ်ခံရစာနဲ့ဆက်သွယ်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်အိန္ဒိယစစ်တပ်နဲ့မြန်မာစစ်အစိုးရတို့ကပုံကျုပ်ခံရစာအပအဝေးတရင်တော်လိုင်းကြီးခေါင်းဆောင်ချုပ်ကိုအကွက်ချလိမ့်လေလှည့်ပြဖန်စီခေါ်ဆောင်လူကြံသက်ပြတ်ခဲ့ပါတယ်ပုံကျုပ်ထွန်းမြင့်နိုင်ဟာလဲကံကောင်းထောက်မှလို့လွတ်ခဲ့ရတာပါ ဒီနောက်မှာတော့ဘွေကျုပ်ထွန်းမြတ်နိုင်ဟာရခိုင်ဘက်ကပြန်ကူးလာပြီးတော့ဘာသာစကားသင်တန်းတွေကိုဆက်လက်တက်ရောက်ခဲ့ပါတယ်။တထောက်လီခုနီရောက်မှစိတ်တူကိုတို့ရခိုင်လူငယ်တွေကိုစူးစီးပြီးတော့ရခိုင်စန်းတက်ကင်တပ်ဖွဲ့တစ်ခုကိုထူထောင်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၉ခုနှစ်မှာ GIA ကဗိုလ်ချုပ်ကွန်မတော်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဟာရိုင်းစာမြို့တနေရာမှာတွေ့ဆုံခဲ့ကြပြီးတော့၂၀၀၉ခုနှစ်မှာရခိုင်တပ်တော်ကိုလူဝင်အား26ရောက်မနှက်တလက်ထဲနဲ့အခက်ခဲမျိုးစုံကြကစတင်ထူထောင်ခဲ့ပါတယ်။လက်နက်ဖြောက်ဖက်မှုတွေမရသေးခင်ကာလမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဒေါက်တာညူထွန်းအောင်တို့ကအခက်ခဲမျိုးစုံကိုစံ့ညက်ခံရင်ဆိုင်ခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ကိုခန့်လက်နက်ကင်တပ်ဖွဲ့ MNDAA ကောင်းဆောင်မှုဖုံကားရှင်ကလက်နက်အလက်တရားအရခတ်တတော်အေးအတွက်ထောက်ပံ့ပြီ ခဲ့ပြီးတော့2015ခုနှစ်မှာအရက်ခတ်တော် EE ရဲ့ပထမဆုံးတိုက်ပွဲဖြစ်ချင်းတီနယ်ပလောဝမနေရခိုင်ပြည်နယ်တဲကိုစတင်ထူပေါင်းဝင်ရောက်ခဲ့ပါတယ်။ 2018ခုနှစ်ကိုရောက်တဲ့အခါမှာအရခတ်တပ်တော်ဟာမြန်မာစစ်တပ်နဲ့တိုက်ပွဲပေါင်း၁၀၀ကျော်ကိုအပြင်းထန်ဆင်နှဲခဲ့ပြီးဖြစ်တယ်လို့ရသေးတော်ကြောက်တော်မြောက်ဥဘူဒီတော်မြို့နယ်တွေအထိပါစီးရေးချက်တွေလှုံရှားလာနိုင်ခဲ့ပါပြီ။မြန်မာစစ်တပ်ဟာအီအီရဲ့အရေးအချင်းတွေကိုရှော့မတွေ့ရတော့တာကြောင့်2018ဒီဇင်ဘာလမှာရှမ်းမြောင်းနယ်တစ်ချိန်မှာအပြစ်အခတ်ရစေးပြီးတော့ရခိုင်ကိုအင်းနဲ့အားနဲ့လက်နက်ကြီးငယ်သုံးပြီးတော့ကြီးရည်လေးပူပေါင်းဆက်ဆင်ရေးကြီးတွေဆင်နှွှဲခဲ့ပါတယ်။ဒီလိုဆက်ဆင်ရေးကြီးတွေဆင်ထင်းနေတဲ့ကြားကအရက ခချက်တော်အေးဟာ2019ခုနှစ်နှစ်စမ်းပိုင်းမှာဗုဒ္ဓတော်မောင်တော်မြို့နယ်ကနေချားဆောင်စခန်၄ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ပြင်းထန်တဲ့တိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲခဲ့ပါတယ်။2019ခုနှစ်ဇူလိုင်လထဲမှာဗိုလ်ချုပ်ထုံးမြန်နိုင်ရဲ့ညီဖြစ်သူဦးထုံးမြင့်ကျော်အပါဝင်ရခိုင်ဒီသား၅ဦးကိုစင်ကာပူအစိုးရကဖမ်းဆီးကမြန်မာအစိုးရထံတို့ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။2019အောက်တိုဘာလမှာလည်းဗိုလ်ချုပ်ထုံးမြန်နိုင်ရဲ့ညီမဖြစ်သူဒေါ်မုံနှင်းဖြူနဲ့မိသားစုကိုလည်းရန်ကုန်အပြည်ပြည်ဆိုင်ရာ၄စိမ့်မှာမြန်မာအစိုးရကဖမ်းဆီးခဲ့ပြီးတော့ သမနာယုံကျော်ရေးဆိုဝင်းရှိသူဦးစောထေကမန္တလေးမြို့မှာဖန်စီရမိခဲ့တဲ့ဖောက်ခွဲပစ္စည်းတွေနဲ့ဆက်ဆက်ရေးဖန်စီခဲ့ကြောင်းမတရားသတင်းထုတ်ပြန်ခဲ့ပါတယ်။ဘုံကျုပ်ဒုမျက်နှာရဲ့မိသားစုဖြစ်ုံနဲ့ထိချုပ်ထားတာဘာသဘောလဲလို့အကြမ်းဖက်တိုက်ဖြတ်ယူဥပဒေနဲ့တရားစွဲဆိုခံရရတဲ့မရှိမင်းမြတ်ကပြောလိုက်ပါတယ်။အမြဲတမ်းနဲ့နိုင်ရဲ့မိသားစုဖြစ်ုံနဲ့ကျမတို့ကိုဒီလိုထိချုပ်ထားတာဘာသဘောလဲ 2019ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာလေမြန်မာအစိုးရရဲ့တောင်းဆိုမှုနဲ့ဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ဇနီးဖြစ်သူဒေါ်နှင်းစာပြူအပါခလီးငယ်နှစ်ဦးကိုထိုင်းနဝကကချင်းမိုင်မှာဖမ်းဆီးခဲ့ပြန်ပါတယ်။ထို့သော UNHCR ရဲ့အစီအစဉ်နဲ့2020မှာဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ဇနီးနဲ့ခလီးတွေဟာဆွစ်ဇာလန်နိုင်ငံကိုနိုင်ငံရေးခွန်လွန်ဝေးရရှိခဲ့ပါတယ်။2021ခုနှစ်စကစကအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဗိုလ်ချုပ်ထွန်းမြင့်နိုင်ရဲ့ညီဖြစ်သူနဲ့အီအီနဲ့ဆက်ဆက်တယ်လို့ဆွစ်ဆက်ပြီးမတရားဖမ်းဆီးခံထားသူတွေကိုပြန်လွှတ်ပေးခဲ့ပြီးတော့အီအီကိုလည်းအကြမ်းဖက် ဖွဲ့စည်းချက်မှကြုံသိသိခဲ့ပါတယ်။စကားစဟာဒီလိုလုပ်ပေးခြင်းအပြင် EE ဟာတော်လိုင်းမှာဝင်မပါနိုင်တော့ဘူးလို့တထထိုက်ကြုံကြည့်ခဲ့တာပါ။ဒါပေမဲ့ဒီအချိန်ဒီမှာဗိုလ်ချုပ်ထွန်းမြင့်နိုင်ဟာ EE အတွက်လက်မှတ်ခေရနဲ့ပြင်ဆင်စရာရှိတာတွေကိုတည်တည်ချာချာပြင်ဆင်နေခဲ့တာပါ။နောက်တစ်နေ့အကြာမှာတော့အရခတ်တတော် EE ဟာနီနောမဟာမိတ်တီနဲ့အတူရှမ်းမြောက်တစ်တုံညာနှစ်ခွန်ဆစ်စင်ကြီးမှာထက်ထဲဝဝင်ပါဝင်လာသလိုမဟာဗျူဟာမြောက်အချက်ကြာကြတဲ့ချင်းပြည်နယ်တောင်ပိုင်းပလောဝမြို့ကလည်းတခါရေးသိမ်းခဲ့ပါလေ။ ဒီနေ့မှာတော့စစ်စင်ကြီးတွေဆက်လက်ဖော်ဆောင်ခဲ့ပြီးတော့ရခိုင်ပြည်နယ်ရဲ့90ရာနှုန်းထိကိုသိမ်းယူခံနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပြင်ရခတ်တတော်ကြီးဟာချင်းတီနယ်မြောက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့များရောဒီတကကွေတက်များဗမာတီဒူးလူမျိုးရေးတက်တော် BPLA ကျောင်းသားနေုံတက်တော် SCF PLE မကွေစားတဲ့တော်လိုင်းအင်အားစုတွေကိုလက်နက်ခဲယမ်းနဲ့စီရေးအကြံဉာဏ်ပေးခြင်းများပြုလိုလာပြီးတော့ခိုင်မာတဲ့မဟာမိတ်ကိုလည်းတည်ဆောက်ထားပါတယ် can explain it, I'll be the way. And learn to die with the sea. Rock up with ဒရှိမေဦးတော်လိုင်းကလာတွင်မှာအရခတ်တတော်ဤဟာ၎င်းရဲ့မဟာမင်းများနဲ့အတူမြန်မာပြည်မှာတဲ့ကိုအဓိကစစ်ကြောင်းကြီး၃ကြောင်းခင်းဖူးဖောက်ဝင်ရောက်ပြီးစစ်ကောင်စီကိုချင်းချောက်ဖိအားပေးထားနိုင်တာတွေ့ရပါတယ်။ဒီနိုင်ငံလေးစနစ်ကအောင်ဆုံးလေးလို့ကျွန်တော်ဦးမြင်ခဲ့ရင်ဒီနိုင်ငံအစုအလုံးရဲ့အရှိတရားနဲ့ကိုက်ညီတဲ့ ရခိုင်နှုတ်ကံကြမ်းမှာရခိုင်နှုတ်အပြည့်အဝဖန်တီးခွင့်ရရှိမဲ့ Confederation အဆင့်ကိုပို့ချုပ်ထုတ်မြန်နိုင်ရာညွှန်မှတ်ထားပြီးတော့ဒါဟာခွဲထွက်ခြင်းမဟုတ်ဖက်နဲ့တည်ငြိမ်တစ်ခုကိုလွတ်လပ်စွာဖွဲ့စည်းပေးတဲ့အခါလာပြန်လည်ပေါင်းစည်းခြင်းပုံစံတစ်မျိုးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာရခိုင်လူမှုနဲ့မြန်မာလူမှုကြမ်းမှာအချင်းချင်းနားလည်မှုအပြန်အလှန်လေးစားအပြစ်မှတ်ပြုမှုနဲ့ယုံကြည်မှုတွေကိုတည်ဆောက်နိုင်တဲ့အတိုင်းအတာကိုမူတည်ပြီးတော့ Federal Unit တစ်ခုလည်းပြန်လည်ပေါင်းစည်းသွားနိုင်ကြောင်းထင်ပြရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်။အဆုံးထိနောက်ဆက်ပြီးကြတဲ့ဖြစ်စဉ်သူတင်ပါတယ် Fanatlikava, Jirovo, Oyan. Oh, yeah.